မွေထိုင်းသွားပြန်ပြီးကလင်းအတွက်အပြေမရှိသေးတဲ့မိုးထက်အောင်ဘာရီပြင်ဆင်ဖို့လိုအပ်နေပြီလေပရိသတ်များအောင်မဲမိလာများမန်ချက်စတာဖော်ဆောင်ကနေပြန်လဲကြိုးလဲပါရင်မိုးထက်အောင်ကတော့စမီတန်ကိုရှုံးနေကြအပြေးမှာခွန်ဖုန်တိုင်းကိုထပ်မံရှုံးနေသွားခဲ့ပြန်ပြီဖြစ်ပါရင်ရှေးပွဲအပြေးမှာကလေးကကျွန်တော်ပြောခဲ့တာတခုရှိပါရင်မိုးထက်အောင်တို့ကအထိုးခံရရင်ရှာလေးထုတ်ပြလိုက်လက်ကြီးနှစ်ဖက်ဘေးကိုဆန်တန်းပြီးလာအထိုးလေးလုပ်ပြလိုက်ခေါင်းကိုအကျော်ပြင်လျှော့ပြလိုက်နဲ့ခံကုန်ကောင်းတဲ့အကြောင်းကိုပဲပြနေတတ်ပါရင်ပြန်ဘက်ကိုဘလိုပုံစံမျိုးနဲ့ချင်းကဲကစားမင်း နောက်ပြီးပွဲချင်းအတွင်းမှာပြန်မဲ့ကစားပုံကိုကြည့်ပြီးကိုကဘလို့နေစနစ်တွေနဲ့ပြောင်းလဲအသုံးပြုမယ်ဆိုတာကိုတော့ခေါင်းထဲမရှိပါဘူး။မွေထိုင်းသွားထိုးမှာတော့မွေထိုင်းနဲ့ပတ်သက်တဲ့နေစနစ်တွေကိုတေးချာလေးအကျွမ်းတဝင်ဖြစ်အောင်တေးချာလေးကျင့်ပြင်ဆင်ထားနေပါတယ်။ အခုမောထအောင်ဟာကဘာကအတိကလဲဘာကတာမညာလဲဆိုတာကိုခွဲခြားနိုင်ခြင်းမရှိသေးတဲ့ပုံပါပဲဒီဘက်မှာလည်းမောထအောင်က confirm နိုင်ရဲ့အနိကပ်ပူးထိုးတဲ့ clean ချက်တွေမှာချုံတူး clean နူးတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာပွဲပြီးတဲ့အထိအဖြေရှာများခဲ့ပါဘူးမောထအောင်တို့ကတခုမှအကျဉ်းတာကဒါဟာရွာလည်းဝေမဟုတ်ပါဘူးဒါကြောင့်ခံကုန်ကောင်းတိုင်းလဲမရှုံးနိုင်ဘူးဆိုတာကိုမရှိပါဘူးကိုကထိရောက်တဲ့ထိုးတန်မှုတွေကိုမလုံနိုင်ဘူးဆိုရင်တော့အမှန်နဲ့အဆုံးဖြတ်တဲ့အချိန်ကျရင်လက်ကြည့်စရာမလိုအောင် ရှုံးနေပြီးသားဖြစ်ပါလိမ့်မယ်။ Confirm Right က ငွေထိုင်းခွဲတွေထိုးလာတာအတော်လေးကြာခဲ့ပါပြီ။ဒါကြောင့်ငွေထိုင်းကိုနေ့စနစ်ပိုင်းအရဘလို့ကစားရင်ဘလို့အမှတ်ပိုရနိုင်တယ်ဆိုတာကွန်ဖာနိုင်းကကောင်းကောင်းသိပါရင်မိုးထအောင်ကကွန်ဖာနိုင်းကိုပရက်ရှာပေးပြီးလိုက်ထိုးခဲ့ပါရင်ဒါပေမဲ့ကွန်ဖာနိုင်းကတော့နင်းချီတားချီနဲ့မိုးထအောင်ကိုအနီးကပ်ပူးမြအောင်ထောက်ထားခဲ့ပါရင်ကွန်ဖာနိုင်းကမိုးထအောင်ရဲ့လှုပ်ရှားမှုကိုထိန်းချုပ်ခဲ့ပြီးဒူးရိုက်ချက်တွေနဲ့အဓိကဖိအားပေးနိုင်ခဲ့တာပါ။ဒီကလင်းချက်တွေကမွေထိုင်းရဲ့အဓိကအင်အားဖြစ်ပြီးတော့ပြိုင်ဘက်ကိုပင်မန်းစီကအမှတ်ရပိုလေကူစီဖို့အတွက်အခွင့်အရေးပေးပါရင် ကွန်ဖန်နိုင်းရဲ့ကလင်းစတီအားမိုးထက်အောင်ကိုဖိအားပေးပြီးချုပ်ကင်မှုကလည်းတန်ပါလိုပါတယ်။မိုးထက်အောင်ရွာလဝေကနေစဉ်သက်လာသူဖြစ်ပြီးသူ့ရဲ့အဓိကအားသာချက်ဟာ striking နဲ့အလဲထိုးနိုင်မှုဖြစ်ပါရင်ဒါကြောင့် clinch နီးစနစ်မှာ confiner ရဲ့ထိန်းချုပ်မှုကိုဖယ်ရှားနိုင်ဖို့နဲ့ပြန်လည်တုတ်ပြန်နိုင်ဖို့မိုးထောင်အောင်အတွက်ခက်ခဲခဲ့ပါရင်ဒီကိုယ်တိုင်လည်းပွဲပြီးတဲ့အထိဒါကိုဖယ်ရှင်းနိုင်ဖို့အဖြေရှာများခဲ့ပေသူ့ရဲ့ကစားပုံကိုလည်းမပြောင်းလဲခဲ့ပါဘူး clinch position တွေမှာမိုးထောင်အောင် confiner ရဲ့ level ချုပ်ကင်မှုကိုဖယ်ရှားနိုင်ဖို့ရုန်းကန်ခဲ့ရပါရင်ဒါကသူ့ကိုအခုလိုဒူးတိုက်ချက်တွေခံခဲ့ရစီလာဖြစ်ပါရင် confiner ရဲ့ ချုပ်တူးရိုက်ချက်များဟာမိုးထောင်ရဲခန္ဓာကိုယ်နဲ့ပေါင်ဧရိယာကိုရွေတိုက်ခတ်ခဲ့ပါရင်ဒီရိုက်ချက်တွေအားပြိုင်ဘက်ကိုပင်ပန်းစင်ပြီးလှုံ့ရှားမှုကိုနှေးကွေးသွားစေပါတယ်။တကယ်တော့ One Friday 5 104မှာတော့ကွန်ဖန်နိုင်းဟာဆွန်ရက်ကိုသူ့ရဲ့ကလင်းစတင်နဲ့ ဒူးနဲ့တရောင်ရိုင်းချက်တွေကိုထိရောက်စွာအသုံးပြုခဲ့ပါတယ်။မိုးထင်အောင်ကဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုဖြေရှင်းမလာခဲ့ပါဘူး။ဒါကြောင့်လည်းဒီပွဲမှာ Comfort 9ရဲ့ Clinch ကနူးတွေအောက်မှာကြာရှုံးခဲ့ရပါတယ်။မိုးထင်ဟာလက်ဝဲရဲ့ရက်စက်တဲ့ထိုးတဲ့ချက်ပုံစံနဲ့လူသိများပြီးသူ့ရဲ့အလဲထိုးနိုင်စွမ်းကို1 Friday 5 60ခွန်မှာမြင်တွေ့ခဲ့ရပြီးသားပါ။ဒီပုံမှာလည်းအတိမတ်ပြုပါတယ်။ဒါပေမဲ့အင်စာတေချာလုံးမလာခဲ့တာကြောင့် Comfort 9ရဲ့ Clinch ထိန်ချုံမှုအောက်မှာမိုးထင်ဟာလက်သီးရဲ့အခြေခံချက်တွေကိုထိရောက်စွာအသုံးပြုနိုင်ဖို့အခွင့်အရေးနေပါခဲ့ပါတယ်။မိုးထင်ဟာပွဲစကလေးက Comfort 9ကို Pressure ပေးကစားပြီး 包括啊，系列在开我礼呢，就是啊，给妹妹。 ကွန်ဖရင့်ဆီမှာဒီရဲ့တော့အဖြစ်ရှိခဲ့ပါတယ်။နင်းဂျေတားဂျီတွေနဲ့မိုးထောင်ရဲ့အနီးကတိုက်ခိုက်လာတိုင်းဂျီတွေကိုပိတ်ဆို့ထားခဲ့ပါတယ်။ဒါကြောင့်အချုပ်ပြရမယ်ဆိုရင်မိုးထောင်အနေနဲ့ဒီပွဲရှုံးကနေတင်ကန်းစာယူနိုင်ဖို့လိုပါတယ်။တပွဲထိုးလဲနင်းစနစ်ပြောင်းလဲမှုပါမလာပဲခံကုန်ကြီးပဲယူလာလို့မရပါဘူး။ရှုံးဝဲဆင်းရင်ငုံသွားပါလိမ့်မယ်။ဒါကြောင့်မိုးထောင်အနေနဲ့ clinch patient စနစ်တွေကိုတေးချာလေးစနစ်တကျတဲ့လေ့ကျင့်ဖို့လိုအပ်လာပြီးဖြစ်ပါတယ်။ဥပမာအပြင် clinch အနေထားမှာပြန်ပဲရဲ့လေဝင်းထုတ်ကင်မှုကိုဖယ်ရှားနိုင်မှုအတွက်လက်ချုပ်ဖြေနေ ဒူးရိုက်ချက်တွေကိုကာကွယ်ဖို့ခါးကန်ရေးလို့ကိုအာယုံဆိုင်ပြီးလေ့ကျင့်မှုတွေပြုလုပ်သင့်ပြီလို့ဆိုကြပါတယ်အဓိကအားဖြင့်မွေထိုင်းအမှတ်ပေးစနစ်ကိုနားလည်ဖို့လိုပြီးကလင်းချက်တွေမှာပြန်လဲ တိုက်ခိုက်နိုင်မှုနဲ့ဒူးနဲ့တောင်ရိုင်းချက်တွေကိုစနစ်တကျလေ့ကျင့်သင့်ပြီးဖြစ်ပါတယ်။နောက်ဆုံးချက်မှာကျင်နာကအကွာအဝေးထိန်းချုပ်နိုင်မှုပုံမအားကောင်းလာစေဖို့အတွက်ခြေလမ်းပြင်ဆင်ဖို့လက်သေးရိုင်းချက်တွေနဲ့ပြိုင်ဘက်ရဲ့ clinch area တွေမရောက်အောင်ထိန်းချုပ်နိုင်ဖို့လိုအပ်ပြီးဖြစ်ကြောင်းအကြံပြုလိုက်ရပါတယ်။ပြင်နာပြင်နာကတော့မောင်မင်းချီသောမောင်မရဖေတို့ရဲ့အပိုင်းမှာလိုအပ်တာတွေကိုထောက်ပြဖို့အတွက်ကျွန်တော်တို့ရဲ့တာဝန်မှာရုံးဝဲဆက်လာရင်ဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာကျွန်တော်တို့ထက်သလိုပိုသိနိုင်ပါပါ။ ပြည်သူများကရောမိုးထအောင်ရဲ့လေကြီးထိုးရိုးရိုးနေစနစ်တွေနဲ့ဝမ်းမှပြန်ပွဲသွားပြန်နေတဲ့အပေါ်ဘယ်လိုများမြင်မိကြပါလဲပြောပြခဲ့ကြပါအောင်အစိုးရကြီးပြေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Football Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါရခင်ဗျာ